ကင်းနေပြည်နယ်ဖရူဆိုမြို့နယ်အတွင်းစစ်ကောင်စီတပ်တွေဖရူဆိုထားလဲနန်းဖဲလမ်းမကြီးဘက်ကိုဦးတည်ပြီးဆေးလုံရှားမှုတွေများလာတဲ့အတွက်မြေပြင်စီးရေးချိန်နဲ့ကြောင်းဒီကနေ့နိုဝင်ဘာလ6ရက်နေ့မှာစပြီးလမ်းမကြီးကိုအုံပြုဖြတ်တန်းသွားလာတာပြုလုပ်ကြဖို့ကင်းနေမြို့သားကာဝေးတဲ့ KNDF ကသတင်းထုတ်ပြန်ပါတယ်။ ဖရိုဆိုမြို့နယ်မခရိုရှေကျွာဘက်ကစစ်ကောင်စီတပ်တွေဟာပြီးခဲ့တဲ့နိုဝင်ဘာ3ရက်နေ့ကစလို့ထားလဲရွာဘက်ကိုစစ်ကြောင်းထုတ်တာပြေလုလာတဲ့အတွက် KNDF ဖူအောင်ဖွဲ့တွေနဲ့နှစ်ဖက်ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ပွားနေတယ်လို့ထုတ်ပြန်ကြတဲ့မှာဖော်ပြပါဗျာ။ ပြေပြင်းစီရေးချိန်တွေကြောင့်ဖလို့ဆိုထားတဲ့နာဖယ်လမ်းမကြီးနဲ့လမ်းမကြီးကိုဆက်သွယ်ထားတဲ့လမ်းတော်တင်အလုံးကိုပါဒီကနေ့နိုဝင်ဘာလ6ရက်နေ့မှာစပြီးတော်လာခြင်းလုံးဝမပြုလို့ပေါ်နဲ့ရက်ကန်တပ်ကြီးပိတ်ထားမှာဖြစ်တယ်လို့ KNDF ဖွဲ့ကအသိပေးထားပါတယ်ဖလို့ဆိုင်မြို့နယ်အတွင်းမှာနှစ်ဖက်တိုက်ပွဲပြစ်ထန်ဖြစ်ပွားနေစဉ်စစ်ကောင်စီတပ်မှဒရုန်းပြေလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းအမျိုးသမီး၄ဦးနဲ့အမျိုးသား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကအမျိုးသမီး၂ဦးသေဆုံးမှုတွေရှိခဲ့ပါတယ်